အာဒီတုံးလေးကပြောမဆိုရင်တော့ဒီပြောမဆိုရင်ကျွန်တော်တို့ဒါရှမ်းပြည်အစားစာလို့ပဲပြောမှာတကယ်တော့ပြောမဆိုဒါတွေကရုပ်ပြီးထိန်ဆုံးရဲ့အစားစာလို့လည်းပြောလို့ရပါတယ်မဟုတ်လားဇင်းမြစ်ကတော့ဘယ်အရင်စားလဲတော့မသိဘူးဗောနော်ရှမ်းပြည်အစားလားရုပ်ပြီးထိန်ဆုံးအစားလားတော့မသိဘူးအဲ့ဒီအစားစာပါပဲခင်ဗျာဒီရုပ်ပြီးထိန်ဆုံးကလည်းတရားဒီအစားစာတွေကိုဒီ street food အနေနဲ့ဗောအဲအမြဲတမ်းတွေ့ရပါတယ်သူတို့စီမှာ အ1956ခုနှစ်ကျွန်တော်နှစ်နှစ်သားပေါ့နော်ကျွန်တော်အဖေဥအောင်မြင့်ကျွန်တော်အမေဒေါ်ရင်ရွှေအဲကျွန်တော်တို့ဒီမှာအထမ်းလေးနဲ့1956ခုနှစ်ကစပြီးဖွင့်ခဲ့ပါတယ်အခုဆိုရင်ကျွန်တော်တို့40အဲ8နှစ်ရှိပါပြီအတန်းအားဖြင့်တုံးတွေးကြတော့တုံးတွေးကြတော့တို့ကတချို့ဒါအိမ်မှာလူကြီးတွေရှိတယ်အဲတချို့ကလည်းတကြီးပြီးတဲ့90တရာစသဖြင့်ပေါ့နော်တုံးတွေး ကြီးပဲစားတယ်သူတို့မုန်းဖက်တွေမစားတော့ဘူးအာဒီလိုရှိတယ်ဗျကောင်းချင်းတော့ကောင်းချင်းရဲ့လို့မဟုတ်ဘူးရှမ်းဆန်နဲ့လုပ်တာကောင်းချင်းကဒါစီးတော့မှာတော့ကောင်းချင်းတော့လည်းမစီးဘူးဆန်ဖွဲလောက်လည်းမဖွဲဘူးအဲ့တော့ရှမ်းဆန်ဆိုတော့စီးစီးလေးပေါ့အဲ့ဒါနဲ့တို့ရောဟိုခေါဖို့ထောင်းတာပေါ့နော်ခေါဖို့ဒီတောင်ကြီးရလာတဲ့ခေါဖို့ပေါ့နော်ကျွန်တော်တို့ကအဲ့အဲ့ဒါကိုမိခင်နဲ့ တချို့ကြလည်းကြော်စားတယ်ကျွန်တော်ကင်နာလေးနဲ့ပူလိုက်ဖက်အဲဒီဒီမီတင်မီတင်နဲ့နေပေါ့နော်အဲဒီဒီဒုံတွေတဲကိုအဲဒီခမုတ်ကကင်မီမထည့်စားပြီးနေစားကြတာပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဒါလေးနဲ့ပူလိုက်ဖက်ပါလေ ဈေးထဲမှာအရင်တော့တရုတ်တန်းဈေးဟောင်းမှာဖွင့်ခဲ့တာပေါ့နောက်ထောင်းတစ်ခုနှစ်ကကြာပြီးစပြီးတော့ကျွန်တော်ဒီမှာကျတော့အဖေနဲ့မေရဒီမှာအိမ်ဆောက်လိုက်တယ်ဈေးဟိုဘက်ရနာဝန်ဈေးဘက်ကိုရွှေ့သွားတဲ့ခါကျကျွန်တော်တိုက်မရွှေ့တော့တာပါအမရွှေ့တော့ဒီမှာပဲတောက်လျှောက်ထိုင်ပေါ့နောက်ထောင်းတစ်ခုတစ်ခုနှစ်ကဆိုခုနှစ်စိတ်ရှိပြီပေါ့ဒီမှာတဲ့ဒါတော့29လမ်းကျွန်တော်လက်ရှိနေရာတော့29လမ်း80 81လမ်းကြာမန္တလေးမြို့ပေါ့နော် ကက်သိန်းပေါင်း3000ကျော်တန်ဖိုးရှိတဲ့ YCBNC ရဲ့လန်လန်လန်ခဲချစ်ကန်ဆတ်နဲ့အစီအစဉ်မှာပါဝင်ပြီးအလန်းစားဆူတဲ့ဆောင်တွေကိုရယူလိုက်ပါ iPhone 16 Pro နှလုံး motorcycle 10စီးသိန်း5000စတဲ့ငွေသားစုမဲတဲ့အပြင် YCBNC စိတ်ကတ်တွေကိုရယူကန်ထူးနိုင်မဲ့အခွင့်အရေးကြီးဖြစ်ပါတယ်။ဒီဆက်ရဆေးဆိုင်မှာ YCBNC ကိုဝယ်ဘူးကိုမှာပါတဲ့ခက်ချစ်ကန်ဆန်းတွေကိုချစ်ပြီးတော့ဒန်းစားစုလက်ဆောင်ကိုအခုပဲရယူလိုက်ပါ YCBNC စိတ်ကတ်ကိုဝယ်ပြီးခက်ချစ်ကန်ဆန်းတွေကတ်ကိုတိုင်မှတောင်းယူဖို့မမင်းနဲ့အောင်ခုံအားပြည့်ဝကျမ်းပါဖို့ YCBNC တောက်ကြစို့ အဲကျွန်တော်ဆိုင်ဥအောင်မြင်အဲတတ်တလောရှမ်းခေါက်ဆွဲတူပြောရောင်းပါတယ်ခင်ဗျာဒီမှာကတော့ရှမ်းခေါက်ဆွဲဆံပြားဆံစည်းညှိရှုံခေါက်ဆွဲစီကြက်ပေါ့နော်မန္တလေးခေါ်စီကြက်လည်းခေါ်ပါတယ်အဲအရာတွေကိုအတုပ်အည်ပြောဒူပြောငုံဘတ်တွေပေါ့နော်အတုပ်လည်းရတယ်အည်ပြောလည်းရတယ်ဒူပြောလည်းရတယ်ဒူပြောဆိုရင်အဲဆံစည်းနဲ့ရောရောဆံဖွဲနဲ့ရောရောပေါ့တော့မန္တလေးမှာဆိုရင်ဆံစည်းဆံဖွဲအဲ့လိုပြောမှမမားတာပေါ့နော်နောက်ပြီးတော့ခေါ်ဖို့ မိခင်တဲ့ဟာနဲ့နော်ဖဖို့မိခင်ပြီးတော့ဒူပြောနဲ့အသုံးဆောင်လို့ရပါတယ်အဲနောက်အကြကွေးအဲနောက်ဒူကျော်အဲရှမ်းပြာလို့တဲ့ဒူကျော်ပေါ့နော်တော့အသားဒူကျော်တို့အဲ့ဒါလည်းရပါတယ်ရှောဟင်းနေရတာတတ်တတ်လို့အတွက်ဆိုတော့ကျွန်တော်တို့မိုးရီသုံးတယ်မိုးဆိုတာကျွန်တော်တို့သဘာဝဆိုင်ပြိုးတဲ့မိုးပေါ့နော်အဲ့ဒါနောက်ပြီးတော့အဲပေးပြချက်ပါတယ်အဲ့ဒါနဲ့နှမျိုးပေါ့ရောချက်အရင်ကျန်းကျင်သေးတယ်ပေါ့အစားသမားပေါ့နော် အဲဒီအရသာတွေနဲ့တိယမစလာတွေနဲ့ချက်ပါတယ်ခင်ဗျာတုံးတွေးကြတော့တုံးတွေးကြတော့တော့တချို့ဒါအိမ်မှာလူကြီးတွေရှိတယ်အဲတချို့ကလည်းတကြီးပြီးတက်90 100စသည်ဖြင့်ပေါ့နော်တုံးတွေးကြီးပဲစားတယ်တချို့မုန်းဖတ်တွေမစားတော့ဘူးတို့ပြောကြီးပဲဟိုကျွန်တော်တို့ဟိုကျွန်တော်တက်ကြီးလာတဲ့ခါကျတော့ဒီဝါးတဲ့အပိုင်းတွေတိတ်မစားတဲ့ခါကျမုန်းဖတ်တွေမစားတော့ဘူးတို့ပြောကြီးပဲစားပါတယ်အဲတချို့လူလက်ပိုင်းတွေကြတော့လည်းအိမ်မှာဟလာရှမ်းပြည်ကနေတချို့ဆိုရင် အဲခေါဘုတ်တို့ပါဝယ်လာတယ်လက်ဆောင်ရတယ်အဲတချို့အိမ်မှာအဲ့ဒါတူပြောကြည့်ပဲဝယ်ပြီးတော့အဲ့ဒါနဲ့အဲခေါဘုတ်တွေမိခင်ပြီးတော့စားကြပါတယ်ခင်ဗျအာဒီတူနွေးကပြောမဆိုရင်တော့ဒီပြောမဆိုရင်ကျွန်တော်တို့ဒါရှမ်းပြာအစားအစာလို့ပဲပြောမှာပေါ့တကယ်တော့ပြောမဆိုဒါတွေကတရုတ်ပြည်ထိန်ဆုံးရဲ့အစားအစာလို့လည်းပြောလို့ရပါတယ်မူလားဈေးကြီးကတော့ဘယ်အရင်စားလဲတော့မသိဘူးပေါ့နော်ရှမ်းပြာစားလားတရုတ်ပြည်ထိန်ဆုံးကစားလားတော့မသိဘူး အဲ့ဒီစားစာပါပဲခင်ဗျာဒီပြုတ်ပြီးထိန်ဆုံးလာတဲ့တရားဒီဒီစားစာတွေကိုဒီ street food အနေနဲ့ပေါ့အဲအမြဲအမြဲတမ်းတွေ့ရပါတယ်သူတို့စီမှာအဲဒီလိုရှိတယ်ဗျကောင်းချင်းသူကကောင်းချင်းရဲ့လို့မဟုတ်သူရှမ်းစံနဲ့လောက်တာကောင်းချင်းကြဒါစီးသွားမှာသူကကောင်းချင်းလောက်လည်းမစီးဘူးဆန်ဖွယ်လောက်လည်းမဖွယ်ဘူးအဲ့တော့ရှမ်းစံဆိုတော့စီးစီးလေးပေါ့ဗျအဲ့ဒါနဲ့အဲသူတို့ဟိုခေါဖို့ထောင်းတာပေါ့နော်ခေါဖို့ဒီတောင်ကြီးရလာတဲ့ခေါဖို့ပေါ့နော်ကျွန်တော်တို့ကအဲအဲ့ဒါကိုမိခင်နေ

86ခုနှစ်ကျွန်တော်နှစ်နှစ်သားပေါ့နော်ကျွန်တော်အဖေဥအောင်မြင့်ကျွန်တော်အမေဒေါ်ရင်ရွှေအဲကျွန်တော်တို့ဒီမှာအထမ်းလေးနဲ့86ခုနှစ်ကစပြီးဖွင့်ခဲ့ပါတယ်အခုဆိုရင်ကျွန်တော်တို့40အဲ8နှစ်ရှိပါပြီအတန်းအားဖြင့်ဟုတ်ပါတယ်အဖေနဲ့အဖေနာမည်နဲ့ဟုတ်အဖေမွေပါဗျအဖေစီကနေနောက်လျှောက်တင်ခဲ့တာပေါ့ငွေတော့ကျွန်တော်တို့ကျွန်တော်ပြောရမှာဆိုရင်ကျွန်တော်ចောင်းသားဘွားပေါ့12နှစ်သားလောက်ကြတယ်နေပြီးတော့ကုလုံရင်းနဲ့ ဆောင်းသားဘွားစနစ်နှစ်သားလောက်ကနေကူလုံရင်းနဲ့အဲဒီတောက်လျှောက်လုတ်လာတာပေါ့အဖေကတော့သုံးသွားပါပြီကျွန်တော်တော့ကျွန်တော်ဥအောင်မြတ်အကြီးပါကျွန်တော်ကအဲကျွန်တော်ဆိုင်ခွဲတော့မရှိပါဘူးဗျဥအောင်မြတ်အနေနဲ့တော့တက်တက်လို့တက်တက်လို့အနေနဲ့တော့ဆိုင်ခွဲမရှိပါဘူးခင်ဗျအာသူတို့ကြတော့ခြားလုပ်ငန်းတွေရှိပါတယ်ဗျအဲဒါကြောင့်မလုပ်ဖြစ်တာပါအဲဂျေစုတင်ပါတယ်နှစ်ပေါင်းများစွာကျွန်တော်တို့ကိုကျွန်တော်တို့ဆိုင်ရဲ့ဒီဒီတို့တို့ဘောနော်အားပေးခဲ့တာတက်တက်လို့ခက်ခဲလို့အားပေးခဲ့တာ အချို့ဆိုရင်နိုင်ငံသားတွေရောက်ကုန်ကြပါပြီကမ္ဘာနိုင်ငံအသီးသီးကိုရောက်ကြရောက်ကြပြီပေါ့နော်အဲဒါလည်းကျွန်တော်တို့ကျေးဇူးအများကြီးတင်ပါတယ်တောက်လျှောက်ကျွန်တော်တို့ဒီဗမာပြည်ကိုအလဲပဲပြန်ရောက်လာလားအချို့မျိုးပဲသွားသွားအမန်းလေးကိုပြန်ရောက်လာတယ်ဆိုရင်ကျွန်တော်ဆိုင်လာအားပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အဲတချို့ကျွန်တော်တက်တက်ကိုလာရှာတယ်အဲကျွန်တော်တို့ဒါကတော့ဟိုစကားမဆက်ကျွန်တော်တို့ကစီးထဲမှာအရင်တော့တရုတ်တန်းစီးဟောင်းမှာဖွင့်ခဲ့တာပေါ့နောက်ထောင်တစ်ခုနှစ်ကကြာပြီစပြီးတော့ကျွန်တော်တို့ဒီမှာကကြတော့အဖေနဲ့မေကဒီမှာအိမ်ဆောက်လိုက်တယ်စီး ဟိုဘက်ရန်နာဝန်ဈေးဘက်ကိုရွှေ့သွားတဲ့ခါကျတော့ကျွန်တော်တိုက်မရွှေ့တော့တာပါအဲမရွှေ့တော့ဒီမှာပဲတောက်လျှောက်ထိုင်ပေါ့အထောင်တကူတကူနှစ်ကဆိုခုနှစ်စိတ်ရှိပြီပေါ့ဒီမှာတဲ့ဒါတော့29လမ်းကျွန်တော်လက်ရှိနေရာတော့29လမ်း80 81လမ်းကြာမန်းလေးမြို့ပေါ့နော်သူတို့အားလုံးလက်ခံကြပါတယ်ဗျ90ရာခိုင်နှုန်းလက်ခံကြပါတယ်ဗျအားလုံးကဟိုဒီအရသာလေးကိုဆက်လက်ထိန်းထားပေးဖို့ကျွန်တော်တို့တိုက်တွန်းနေအားပေးတယ်ပေါ့ဗျာကျေးဇူးလည်းတင်ပါတယ် ဟုတ်လိုအပ်ချက်တော့ကျွန်တော်တောင်းလျှောက်ကြိုးစားနေပါတယ်ကြိုးစားနေပါတယ်ဆိုတော့အလိုအပ်ချက်တွေကတော့အဲရှိပါတယ်နော်ကျွန်တော်ကတောင်းလျှောက်တော့ကြိုးစားနေပါတယ်ဟုတ်ကဲ့လူကကျွန်တော်စားပေးပိုင်းကြတော့လူကလောလောဆယ်မှာဒီလောက်သားအင်အားပေါ့နော်အထပ်ကြည့်တယ်ဒီချို့ကြတော့လေဟိုစားတော့ဆိုင်ဆိုမလုပ်ချင်ကြဘူးအဲကျွန်တော်ရဲ့လိုအပ်ချက်လေးတွေရှိမှာပေါ့နော်တို့ထိန်းချောင်းတဲ့လိုအပ်ချက်လေးအဲ့ဒါလေးတွေ ကောင်းလာတဲ့ခါကျရင်တော့ကိုကောင်းကြီးတဲ့ကောင်းပါလိမ့်မယ်လို့ကျွန်တော်ယူကြည်ပါတယ်ဗျ။အော်စီရတော့ကျွန်တော်ဘဲစီအတန့်ကိုသုံးပါလေခင်ဗျာ။နောက်ပကံကြတော့ကျွန်တော်ပိုးသက်ပကံကိုကျွန်တော်ဟိုဟိုဟိုအဘောငါးပြီးသုံးပါလေခင်ဗျာ။ပိုးသက်ပကံကိုတို့ကပိုးသက်တယ်ပြီးရင်အဲအပူငွေးနဲ့ပြီးပြီးတော့အဲ့ဒီပကံတွေကိုကျွန်တော်ငါးသုံးပါလေ။နေ့စဉ်စားပစ်အဲ့ဒါတွေကလာပို့တယ်လာလာယူသွားပါလေခင်ဗျာ။ တောက်လျှောက်တော့တန်ရှင်ကြီးလုပ်ပါတယ်ဗျအဲဒါတော့ကျွန်တော်ပူသက်စီးတွေပါပြီးတော့တောက်လျှောက်သုံးပါတယ်ဗျအဲသူတို့ကကြတော့တက်တက်လွတ်သမားဆိုတော့ကျွန်တော်တို့တရုတ်တက်တက်လွတ်သမားတွေနဲ့အတူတူပဲပေါ့သူတို့ကကြတော့ သူတို့လည်းတူတူပဲဆိုတာဒီလိုလေအသားမပါဘူးဆိုရင်လည်းချက်သွန်ကျော်ချက်သမိတ်ကိုရုပ်ပါလာကြီးအတော်တော်ဂိုင်းဆိုင်တဲ့လူနည်းနည်းနည်းတော့ဂိုင်းဆိုင်တဲ့လူတွေကြတော့ဒီချက်သွန်ကျော်ချက်သမိတ်ကိုအသားစင်းသွင်းတဲ့အနေနဲ့မစားဘူးရှောင်တာပေါ့လေတရုတ်ယူနန်လူမျိုးလည်းဒီတိုင်းပါပဲဗျမစားကြပါဘူးအသားဆိုရင်လည်းအဲ့ဒါကြောင့်ဘွဲမာတဲ့ခါကျရင်အဘယ်ဘွဲအပြင်တရုတ်သက်လို့ဟေးဆိုတာလို့ပြောရတာအဲ့ဒါချက်သွန်ကျော်ချက်သမိတ်ရှောင်တာကိုပြောတာဗျအာတောင်းလျှောက်အားပြီးတဲ့ အဲကျွန်တော်တို့ကစားမအဟောင်းတွေကိုလည်းကျေးဇူးတင်ပါတယ်မိမိတ်ဆွေအစ်တတွေကိုလည်းအစဉ်သဖြင့်ကျွန်တော်အနျူထရီဇာအဲအာဘီဘို့အတွက်ကျွန်တော်ဖိတ်ခေါ်ပေးရစီခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျ